စစ်ရဲစိအတွက် American ကထောက်ခံထားတဲ့ငြိမ်းချမ်းရေးအစီအမံနဲ့ပတ်သက်ပြီးပြည်သူတွေစီမေခွန်းပြောရမှာယူကရိန်းသမ္မတဗိုလိုဒီမိုဇလန်စကီးကနိုင်ငံရဲ့တမိုင်းတလျှောက်အခက်အခဲဆုံးကာလတစ်ခုကိုဖြတ်တန်းနေရကြောင်းဖွင့်ဟသွားခဲ့ပါတယ်။ American သမ္မတဒေါ်နယ်ထရမ့်ကယူကရိန်းစီအချက်28ချက်ပါတဲ့ငြိမ်းချမ်းရေးအစိုးပြချက်ကိုပေးပို့ထားပြီးအဒီထဲမှာယူကရိန်းအတွက်နာကျင်စရာအလျှော့ပေးရမှုတွေတော်တော်များများပါဝင်နေပါတယ်။အဲ့ဒီအစိုးပြချက်နဲ့ပတ်သက်ပြီးနိုဝင်ဘာ29ရက်နေ့မတိုင်ခင်မှာ ယူကရိန်းကအပြေပေးဖို့အရက်သမတ်ပေးထားကြောင်းလည်းအတည်ပြုခဲ့ပါတယ်။ကီယက်မြို့ကယူကရိန်းသမ္မတအင်ဒိုရှိမှပြောကြားခဲ့တဲ့အစဉ်မနစ်ကြာမေခေါ်မှာတော့ဇလစကီကသူ့နိုင်ငံဟာမဖြစ်နိုင်လောက်အောင်ခက်ခဲတဲ့ရွေးချယ်မှုတစ်ခုကိုလုပ်ရတော့မယ်လို့ဖွင့်ဟခဲ့ပါတယ်။ယူကရိန်းဟာနိုင်ငံရဲ့ဂုဏ်သိက္ခာဒါမှမဟုတ်အဓိကမေဖက်နိုင်ငံတစ်ခုခုကိုတော့အဆုံးရှုံးခံရရမဲ့သဘောလို့သူကဆိုပါတယ်။လက်ရှိအချိန်မှာယူကရိန်းအပေါ်ကြောက်ရောက်လာတဲ့ဖိအားဟာအလေးလံဆုံးဖြစ်နေပြီလို့သူကဆိုပါတယ်။ ယူကရိန်းဟာထရမ့်ရဲ့အစိုးပြုချက်28ခုကိုလက်ခံမလားအင်မတန်ကြမ်းတမ်းခံခဲ့တဲ့အဆောင်ကာလကိုဖျက်ဆီးမလားဆိုတာကိုဆုံးဖြတ်ရရမယ်လို့ဇလန်စကီကသူ့မိခွန်းထဲမှာပြောကြားခဲ့ပါတယ်ရှင်။